ဗမာခေတ်တာဝန်ခံအေဒီတာသို့သောဗမာခေတ်သို့ရောက်ပြောင်ပြောင်းရပြန်သည်1952ခုနှစ်ဇူလိုင်လ9ရက်နေ့တွင်ဗမာခေတ်ကကြာသာပတိအထူးတုပ်ကိုစတင်ထုတ်ဝေသည်ကြာသာပတိအထူးတုပ်စတင်ထုတ်စဉ်ကအမတ်တစ်ကိုဆရာဇဝနာကတာဝန်ယူ၍ထုတ်ပေ၏ထို့အထူးတုပ်တွင်တင်မောင်ဗမာခေတ်တွင် ရှိစဉ်က ရေးသားပြီးအန်ဇွဲတဲ၌အခြားစာမှုများနှင့်ကြံရည်သောစာမှုဘိုဖေကုံဝိတုတို့ကိုမျက်နှာဖုံးမှတုံးထားသည်ဖြင့်တင်မောင်သည်ကြပြားကြရဗမာခေတ်သို့သွားပြီးငွေထုတ်သည် ဟစ်ကောင်တင်ပောင်းကျန်သာပရိအထုတို့ကိုမေ့လာပြီးတော့ကုပါလောက်ကွာထိုကဲ့သို့ဥုံခင်းကဆိုသဖြင့်တင်ပောင်းသည်နောက်ဗုဒ္ဓဟူးနေ့တွင်ဗမာကဲ့သို့အလုဆင်းခဲ့သည်ဆရာဇဝနကလည်းဝမ်းသာစွာနှင့်လွှဲပေးပြီးသောင်းမတပုဒ္တာတာဝန်ယူကာအထုတို့လေးမျက်နှာကိုတင်ပောင်းတယောက်တည်းလှုပ်စေသည်တင်ပောင်းသည်အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းနေယူတိုင်းမှအနားယူကာတနင်္ဂနွေနေ့နေယူတိုင်းတွင်အလုဆင်းပေးရည်ဗမာကဲ့သို့ဆင်းပေးရသည်ဇာတာပရိအထုတို့တွင်ကွန်မြူနတီဝါဒဆန့်ကျင်ရေးဆောင်မှာ နှစ်မျက်နာနဲ့ဖာသာစောင်းပါကပြဝိတုလေးမျက်နာကြော်ညာနှစ်မျက်နာသာပါ၏လက်ဦးလေးလကတ်မှာတင်မောင်မေဝိတုတို့များရှိရသည် နောက်ပိုင်း၌ဆရာရင်အောင်ကဝိတုတို့များပို့သည်ဖြင့်တတ်သားသွားသည်ဇာတာပရိအထုတုတ်တွင်ရေကူးဝိစုံနှင့်ဓာတ်ပုံများကိုလည်းအသားပေးပေါ်ပြရာ များစွာအောင်မြင်လာ၏အခြားသတင်းစာတို့ကပါစင်တူယိုမှအထုတုံများထုတ်ကြရတော်သည်ဇာတာပရိအထုတုတ်တွင်အရီတာဦးဇာတာပရိဟုသောအမည်ဖြင့် ေးစာကဏ္ဍထည့်သွင်းပြီးမှန်နိုင်လုံကိုတယောသောပေးစာများပြန်စာများကိုဖော်ပြ၏အေဒါဥကြာသာပရိထန်တို့တပတ်လျင်ပေးစာ2836ဆောင်လာသည့်အထိစာများလာရာမဖောက်နိုင်ပဲရှိခဲ့သည့်တိုင်အောင်မြင်ခဲ့သည်ဗမာခေတ်သည့်ကြာသာပရိနေ့တွင်စောင်းရည်များစွာတက်တော်လဲအခြားနေများတွင်ကျနေသည့်ဖြင့်စောင်းရည်မှာမညီမညာဖြစ်နေ၏တင်ပေါင်းသည့်ဗမာခေတ်တွင်တပတ်တရစင်30ကျပ်နှင့်ကြာသာပရိအထုတို့တာဝန်ယူနေ၏ စာအုပ်ဖို့လိုသလောက်ရာကြီးကြံနေများတွင်နေယူတိုင်းနိုင်သတင်းတောင်နေယူပစ်နိုင်ဓာတ်ပုံအရီတာဖြင့်လောက်ကိုင်းခဲ့သည်ရပိုင်းတွင်သူနေထိုင်ရာ ASP တို့လာသောဝိုင်ယာလက်သတင်းများကိုသတင်းတူးလင်သတင်းစာတိုင်းများသို့ဖုံးဆက်၍ပို့ရသည်1950ခုအော်တိုဘားလ16ရက်နေ့တွင်ပါကစ္စတန်သမ္မတအလီခန်လောက်ကျန်ခံရကပွဲလွန်သွားရှာ၏ထိုသတင်းရလင်ရာချင်းတင်ပေါင်းသည်သတင်းစာတိုင်းများသို့ဖုံးဆက်၍ပေ၏သို့သောနောက်တစ်နေ့တွင်ဗမာခေတ်၌ထိုသတင်းမပါလား နေရာမရှိဘူးဆို၏မလို့သောသတင်းရှေကြီးများရှုပ်နေသည်ကိုတွေ့ရသည် တင်မောင်၏စိတ်ထဲ၌ဗမခင်ညံ့ရပါမီလားဟုမခံကြည့်ဖြစ်သည်ဖြင့်ဦးအောင်ခင်အားသွားတွေ့ကာအရိတာအဖွဲ့အားတတိပေးပါဟုတိုင်လိုက်သည်ဗမခင်ကိုမင်းမဲပြန်လောက်ပါလားကွာဦးအောင်ခင်ကတခွန်းသာပြောသည်တင်မောင်သည်လည်းဗမခင်သို့ပြန်ရောက်သွားတော်သည်သူနေမှာစရွေတင်မောင်းသည်ဗမာခေတာဝန်ငယ်အရီတာအဖြစ်တလလားက400ကျပ်နဲ့အလုတ်ဝင်ရတော့တည်း